ဂျပန်အကောင့်ကနေပတ်စံဝင်နေဆိုတာတကယ်လားမင်္ဂလာပါမမဝိုင်အခုပြောပြမယ်အကြောင်းအရာလေးကတဲတုံးလေးတွေအတွက်ကောအခုဗီဒီယိုကိုကြည့်နေတဲ့ဘသူအတွက်မဆိုအကျိုးရှိစေမယ့်ဗီဒီယိုလေးတစ်ခုဖြစ်မယ်နော်။ဘာအကြောင်းအရာလေးလဲဆိုတော့ပထမဦးဆုံးဒါလေးကကြတော့မမဝိုင်တို့ရဲ့ဂျပန်အကောင့်ကနေပြီးရောအခု9လပိုင်းပြည့်ဝင်ငွေလေးပါ အဲ့တော့ဂျပန်အကောင့်ကနေပတ်စံဝင်နေဆိုတာတကယ်လားอืมအဲ့ရနေစားပြမဟုတ်ပါဘူးပြပြပေးမယ်နော်အဖေကတော့တကယ်ပါဂျပန်အကောင့်နေရနေပြီးတော့အမှန်တကယ်ကိုပတ်စံကဝင်ပါတယ်နော်အဲ့တော့အခုမမဝိုင်လိုမျိုးပတ်စံဝင်အောင်ဘယ်လိုလုပ်လို့ရလဲအရင်ဆုံးကကြတော့ ကောင့်ဖွင့်ဖို့လိုတယ်ဗောနော်အကောင့်ဖွင့်တဲ့အခါမှာလဲအခုမှဆိုရင်ကွာ service တွေလည်းရှိတယ်လို့ကိုကကိုလည်းအကောင့်ဖွင့်လို့ရတယ်နော်ဘလို့ဖွင့်မလဲဆိုတော့ပထမအဦးဆုံး Gmail အကောင့်တက်တခုလိုမယ် VPN ကိုဂျပန်ခံပြီးတော့အကောင့်ဖွင့်လိုက်တယ်ဆိုရင်ဂျပန်အကောင့်ရပြီเนาะအကောင့်ဖွင့်ပြီးရတဲ့ပတ်စံတမ်းမဝင်သေးဘူးเนาะ monetization လို့ခေါ်တဲ့လိုအပ်ချက်လေးတွေပြည့်မီမှသာလျင်ဒါကဟိုအကောင့် ပတ်စံဝင်တဲ့အကောင့်တစ်ခုဖြစ်မှာပေါ့နော်ဒါဆိုလိုအပ်ချက်တွေကဘာလဲအကောင့်ဖွင့်ပြီးသွားရတယ်လိုအပ်ချက်ကဘာလဲဘာကိုအရင်ဆုံးဖြစ်အောင်လုပ်ရမလဲဆိုတော့ပထမဦးဆုံး follower 1000ရရမယ်နောက်ပြီးတော့ကြ view ကကြ total view နော်ဘယ်ဗီဒီယိုတင်တင်အဆုစုပေါင်း view ကတစ်လအတွင်းမှာတစ်သိန်းရရမယ်အဲ့ဒါဆိုရင်တော့အဲ့ဒီ account လေးက monetization ရှောက်လို့ရပြီ monetization အောင်သွားပြီဆိုတာ ਨੇ အဲ့ဒီ account ကပတ်စံရတဲ့ account ဖြစ်သွားပြီဒါဆိုရင်အဲတရုံလေးတို့က ဗီဒီယိုလေးစတင်လို့ရပြီဗီဒီယိုတင်တာနဲ့ပတ်စံလေးတွေကတော့ဝင်နေမယ်ပေါ့ဒါပေမဲ့အဲ့ဒီမှာအရေးကြီးတဲ့ point တစ်ခုရှိရယ်ဗီဒီယိုတင်တဲ့ဗီဒီယိုတွေက1 minute နဲ့အထက်မှသာလင်းအဲ့ဒီဗီဒီယိုရဲ့ view ကနေပြီးတော့မှပတ်စံဝင်မယ်နော်1 minute of video တွေဥမာအကတွေဆိုရင်တော့ပတ်စံမဝင်ဘူးနော် TikTok ကဗီဒီယိုတစ်ပုဒ်ကိုဘယ်လောက်ပေးလဲအဲ့လိုမျိုးသတ်မှတ်ချက်မရှိဘူးနော် လူစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေ knowledge sharing လုပ်တဲ့ဗီဒီယိုတွေလူတို့ကိုအကျိုးပြုတဲ့ဗီဒီယိုတွေဆိုရင်တော့ TikTok ကပတ်စံပို့ပြီးတော့ပေးတယ်ဝင်လာတဲ့ဒီပတ်စံတွေကိုဘယ်လိုထုတ်မလဲ ပထမဦးဆုံး TikTok ကတလောက်ကိုတစ်ခါပေးရတလောက်ကိုတစ်ခါပတ်စံထုတ်လို့ရတယ်ပေါ့ဒါပေမဲ့ပတ်စံထုတ်တဲ့အချိန်မှာလည်းအနည်းဆုံးဒေါ်လာ30ရှိနေမှစပြီးတော့ထုတ်လို့ရတယ်ဥမာဒီတလမှာကိုကဒေါ်လာ30တောင်မရဘူးအာ6ဒေါ်လာပဲရတယ်ဆိုရင်ပတ်စံတော့ဝင်နေပါပြီရဒါပေမဲ့အဲ့လကိုပတ်စံထုတ်လို့မရဘူး30ထက်ကျော်ပြီဆိုရင်တော့စပြီးတော့ထုတ်လို့ရပြီနောက်တစ်ခုကကြတော့ပတ်စံထုတ်ဖို့အတွက်သူကဝင်နာဒေါ်လာနဲ့ဆိုတော့လေပတ်စံထုတ်ဖို့အတွက်ဘန်ကြီး ကိုစီပစံရလာဖို့အတွက်ကကြတော့မြန်မာနိုင်ငံကဗန်ဒီကတော့တခုမှပစံထုတ်လို့မရအောင်เนาะပေပယ်ရမယ်နောက်ပြီးတော့နိုင်ငံခြားကဘယ်ဗန်မဆိုးရတယ်ထိုင်းဗန်ပဲဖြစ်ဖြစ်စင်ကာပူဒါမှမဟုတ်လဲဂျပန်ပေါ့เนาะအကုန်လုံးရတယ်ဒီတော့နိုင်ငံခြားဘဏ်အကောင့်တစ်ခုရှိဖို့တော့လိုတယ်။မမဝိုင်တို့ကကြတော့အခုငွေဝင်နေတဲ့ဂျပန်အကောင့်လေးကမမဝိုင်တို့ရဲ့ဂျပန်ကအမျိုးတက်ရောက်ကဘဏ်နဲ့ချိတ်ပြီးတော့အာမမဝိုင်တို့က ပတ်စံနေရနေရပါတော့။ကဲနောက်ဆုံးဘိညီကုန်းချုပ်နေနေတော့ TikTok ကနေပြီးတော့တကယ်ပတ်စံနေပေးနေတာမလို့အခုမမဝိုင်ရဲ့ဗီဒီယိုကြည့်နေတဲ့တဲတုံးလေးတွေရောလူငယ်တွေရောက TikTok ကိုအပျော်စော်ရင်းထဲမှာဝင်ငွေတွေရအောင်လို့ try ကြည့်တဲ့နော်။